ဒီတရားပညာရကိုဖောင်းပွားတယ်လို့မမြင်ပါဘူး။ဘာလို့လဲဆိုတော့ပညာရတစ်ခုကမလေးလာပဲနဲ့မတက်နဲ့မတက်တဲ့အတွက်လေ။မှန်ကန်ပိုးစာအတွက်ကိုအများကြီးလေးလာရသေးတာပါ။အဲ့တော့သူတို့ online မှာဟောနေတဲ့ကလေးတွေလည်းသူတို့ အတင်းအတင်းကတော့တက်မြောက်ပြီးမှသူကဟောလို့ရတာကိုဒီတဲရောပညာရက်ကိုကို့အတွက်ပဲဖြစ်စေကိုနာချစ်ခင်သူတွေအတွက်ပဲဖြစ်စေအများအတွက်ပဲဖြစ်စေပေါ့နော်အသုံးချပြီးတော့မှဘဝရှိခီးကိုရှောက်တာဟာဒါကောင်းမွန်တဲ့လုပ်ရည်လို့ပဲကျွန်မမြင်တာပါတခုတော့ရှိတာပေါ့နော်ဒီပညာရက်ကိုအရန်ကြီးအသုံးချပြီးတော့ငွေကြေးနဲ့ပေါ့နောက်တစ်ခါအဲ့လိုလိမ်လည်မှုတွေဖြစ်လာတာမျိုးတော့မကောင်းဘူးပေါ့ရှင်ဒါပေမဲ့ကို့ပညာရက်နဲ့ကိုဘဝတစ်ခုကိုကောင်းကောင်းရှောက်တာကိုတော့ကျွန်မအရန်သဘောကျပါတယ်သူကတရော့ရဲ့တဘာဝကသူကဒီဘဝအတွက်ပဲ မွေးဖွားစကနေပြီးတော့တည်ဆုံသွားတဲ့အထိပဲသူကအတိတ်ဘဝလည်းမပါဘူးအနာဂတ်ဘဝလည်းမပါဘူးအတိတ်ဘဝတွေအနာဂတ်ဘဝတွေကိုတက်ရော့ကစိတ်မဝင်စားပဲနဲ့သူကအခုလက်ရှိဖြစ်တည်မှုတွေမှာသူကအကောင်းဆုံးဖြစ်အောင်ဟောပေးတဲ့ပညာရပေါ့နော် ော်ခမရပညာတွေအကုန်လုံးကိုကြိုက်တာပါပဲအကုန်ကြိုက်တယ်ရှင်အာနော်လက္ခဏာဆိုရင်လည်းသူ့ရဲ့ဒီလက္ခဏာအရေးအကြောင်းနေနဲ့နော်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေဆက်သွက်မှုတွေအုံနောက်တွေဆက်သွက်တာတွေကြိုက်ပါနောက်ကမွေးသက်ကလေးတွေနဲ့တွတ်တာလည်းကြိုက်ပါတယ်ဒါပေမဲ့ဒီဘက်ပိုင်းမှာကျတော့လူငယ်တွေလူကြီးတွေကြားထဲမှာရေပန်းစားလာတာကတဲရော့ဖြစ်တယ်ပေါ့နော်တဲရော့ကတ်ကလေးတွေကိုကြည့်ပြီးတော့လူတွေကဒါပြောရတာကိုပို့ပြီးတော့နှက်တက်လာကြတယ်နောက်ကလူငယ်တွေလည်းပို့စိတ်ဝင်စားတယ်ဆိုတော့ကျွန်မတဲရော့ကိုပို့ပြီးတော့ ရွေးချယ်ဖြစ်တာပါတခြားလူသိနေသေးတဲ့အဲ room store တို့ပေါ့နော်ပညာရပ်တွေရှိသေးတယ်ရှင်နော် numerology game နေနဲ့ချိတ်ဆက်ပြီးဟောလာတယ်အဲ့ဒါတွေနဲ့လည်းကျွန်မဟောပါတယ်ရှင်ဒီ tarot ပညာရပ်ကိုလေ့လာတာကတော့ကျွန်မကတော့ဟိုဘသူပဲလေ့လာလေ့လာသဘောကျပါတယ်ရှင်နောက်တစ်ခါသူတို့တွေ online မှာပဲဖြစ်စေ youtube မှာပဲဖြစ်စေဟောရဲပေါ့နော်ဒါပညာရပ်ကိုမပြည့်စုံသေးဘူးလို့ဟိုယူဆပေမဲ့လဲပေါ့သူတို့ရဲ့ဘဝရှိရေးကိုလမ်းညွန်ဆိုင်မှုဖြစ်တဲ့အတွက်ဒါလေးတွေကလေးလာရင်းနဲ့เนาะနောက်တစ်ခါ ဟောပြောရင်းနဲ့သူတို့အစ်စ်မြင့်သွားကြမှာပဲလေအဲ့တော့အဲ့လိုဟောပြောနေတာလေးတွေကိုကျွန်မသဘောကျပါတယ်ဖောင်းပွားတယ်လို့မမြင်ပါဘူးရှင်ဖောင်းပွားတယ်လို့မမြင်ဘူးတဲရောပညာရက်ကိုကို့အတွက်ပဲဖြစ်စေကို့နားချစ်ခင်သူတွေအတွက်ပဲဖြစ်စေအများအတွက်ပဲဖြစ်စေပေါ့နော်အတုံးချပြီးတော့မှဘဝရှိခီးကိုရှောက်တာဟာဒါကောင်းမွန်တဲ့လို့ ရဲလို့ပဲကျမမြင်တာပါတခုတော့ရှိတာပေါ့နော်ဒီပညာရပ်ကိုအရန်ကြီးအသုံးချပြီးတော့ငွေကြေးနဲ့ပေါ့နောက်တခါအဲ့လိုလိမ်လည်မှုတွေဖြစ်လာတာမျိုးတော့မကောင်းဘောရှင်ဒါပေမဲ့ကိုပညာရပ်နဲ့ကိုဘဝတစ်ခုကိုကောင်းကောင်းရှောက်တာဦးတော့ကျမအရန်သဘောကြပါတယ်အဲ့ဒါကြောင့်မို့ဒီတဲရောပညာရပ်ကိုဖောင်းပွားတယ်လို့မမြင်ပါဘူးဘာလို့လဲဆိုတော့ပညာရပ်တစ်ခုကမလေးလာပဲနဲ့မတက်နဲ့မတက်တဲ့အတွက်လေမှန်ကန်ဖို့စာအတွက်ကိုအများကြီးလေးလာရသေးတာပါအဲ့တော့သူတို့ online မှာဟောနေတဲ့ကလေးတွေလည်းသူတို့ အတင်းအတင်းကတော့တက်မြောက်ပြီးမှသူကဟောလို့ရတာကိုအဲ့တော့ကျမကတော့သဘောကျပါတယ်ဟုတ်ပညာရတဲ့ကွာအဆုံးတော့မရှိဘူးအစားအဆုံးမရှိတဲ့အတွက်ကြောင့်မို့လေးလာရင်လေးလာတယ်လို့သူအချိန်တည်းကပေးနေရမှာပဲကျမတို့လည်းပဲဒီရဲ့ပညာရကိုအခုချိန်ထိတော့ထပ်ထပ်ထပ်မှန်ရှာဖွေတွေးရှိနေတဲ့ဟာတွေအများကြီးရှိသေးတယ်အများကြီးရှိနေသေးတော့လူတယောက်ရဲ့ရှည်ရေးကံကြမ္မာကိုကောင်းကောင်းမွန်မွန်ဟောနိုင်ဖို့ကတော့အချိန်၃လလောက်စိတ်ရောလူရောနှစ်ပြီးတော့လေးလာမယ်ကျင့်စဉ်တွေကိုလှောက်ဆောင်မယ်ဆိုရင်အဆင်ပြေပါတယ် ်3လလောက်ပေါ့နော်အဲ့ဒီ3လလောက်ကပေါ့ပေါ့လေးတော့မရဘူးပေါ့နော်သူ့ရဲ့ကျင့်စဉ်လေးတွေရှိတယ်သူ့ရဲ့လေ့ကျင့်ခန်းလေးတွေရှိတယ်သူ့ရဲ့စိတ်နေထားလေးတွေရှိတယ်အဲ့ဒီဟာတွေနဲ့နောက်တစ်ခါစက်ကြဝဠာကြီးနဲ့ချိတ်ဆက်ရတဲ့သဘောတရားလေးတွေရှိတယ်အဲ့ဒီဟာတွေကိုလေ့လာပြီး3လလောက်တိတိကျကျလေ့လာမယ်ဆိုရင်တော့ဟောပြောနိုင်တဲ့အဆင့်ကိုတော့ရောက်လာမှာပါရမီရှိရင်ရှိသလောက်ပို့ပြီးတော့မှတိလာနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်အရင်ကတော့ကျမကအတင်းတန်းတွေပါပြီးပြီးတော့ ဟိုဟွာလုံးလိမ့်မရှိဘူးဟောဒါပေမဲ့နောက်ပိုင်းမှာကျမစီမှာပညာသင်ကျင်တဲ့ကလေးတွေပေါ့နော်အခုဒီကိုဗစ်နောက်ပိုင်းမှာဆိုပို့ဆိုတယ်ကလေးတွေကသူတို့ကသူတို့ရဲ့ဘဝရှိကိုသူတို့ဘလို့ရှေ့ဆက်ရှောက်ရမလဲလို့နော်စဉ်းစားတွေးဝေလာတဲ့အချိန်မိဘတွေကလည်းသူတို့တွေအတွက်ကိုနော်ဘလို့လမ်းညွန်ပေးရမလဲလို့မသိတဲ့အချိန်တွေမှာကလေးတွေကကျမစီမှာလာကြတယ်ဒီဘေးရင်ပညာလေးကိုလေ့လာကြမှာလဲသင်ယူကြမှာတယ်ပေါ့နော်အဲ့ကြတော့ကျမကစဉ်းစားတယ်ဒီပညာရကိုသူတို့သင်ပေးခြင်းအပြင်သူတို့ရဲ့ဘဝရှိကိုလည်းကောင်းကောင်းရှောက်လန်းနိုင်မယ်အဲ့နောက်ပြီးတော့ ဒီတကယ်လို့ဒီပညာရှင်မှာတို့မှာပါရမီရှိလို့ပြန်လဲပြီးတော့လူတွေကိုဟောကြားမယ်ဆိုလို့ရှိရင်လေခொနည်းတာသမီးတွေအကျိုးရှိမယ်ပေါ့နော်အဲဒါကြောင့်မို့ကျမကဒီကလေးတွေကိုဘေးရင်ပညာတွေသင်ပေးပါတယ်အဲသင်ပေးတဲ့အခါမှာလည်းတို့ဆီကကျမအခကျင်းကိုမယူပါဘူးနော်အဘာချီတုံးကလို့ပဲထမင်းကျွေးတယ်ကျမကိုယ်တိုင်ကျမရဲ့ဘေးရင်ဟောကားတွေကပဲလက်ဖေးတိုက်ပြီးတော့မှပဲကျမသင်ပေးတာပါနော်သင်ပေးပြီးတော့အခုကျမရဲ့တပည့်တွေထဲမှာ online မှာမှာဘေးရင်ဟောပြောပြီးအောင်မြင်နေတဲ့ကလေးတွေရှိလာပါတယ်တို့ page တွေထောင်ပြီးတော့မှဘေးရင်ဟောကြတယ်ပေါ့နော်ဟောကြတဲ့အခါမှာအောင်မြင်လာတယ် အဲ့အောင်မြင်လာတဲ့ငွေကြေးတွေတွေကပဲအဲကျွန်တော်တို့ဒီခုနကငါဖျားတဲ့အကြောင်းဆောက်သာသနာပြုတဲ့အလုပ်တွေလည်းလုပ်တယ်လို့တခြားလက်ဆင့်ကမ်းမျှဝေတဲ့เนาะဒီငွေကြေးပေါ့เนาะမိဘမဲ့ကလေးတွေလို့ဘာလို့လူတန်းတာတွေနောက်တစ်ခါအဘမွေးနေ့တွေမှာလူတာတွေကျွန်တော်တို့လုပ်ကြပါတယ်အဲ့ကြတော့ကျွန်တော်တို့အဖွဲ့ကတော့ချစ်ချင်းမြတ်တာနဲ့ပဲသွားတဲ့အဖွဲ့လို့ပြောရမှာပေါ့เนาะဟုတ်သူကတဲရော့ရဲ့တဘာဝကိုကလေသူကတရော့ရဲ့တဘာဝကသူကဒီဘဝအတွက်ပဲ तू อ่ะဘာသာရေးနဲ့မသက်ဆိုင်တဲ့ပညာရက်လေအဲ့တော့ तू อ่ะ မွေးဖွားစကနေပြီးတော့တည်ဆုံးသွားတဲ့အထိပဲသူကအတိတ်ဘဝလည်းမပါဘူးအနာဂတ်ဘဝလည်းမပါဘူးအတိတ်ဘဝတွေအနာဂတ်ဘဝတွေကိုတက်ရော့ကစိတ်မဝင်စားပဲနဲ့သူကအခုလက်ရှိဖြစ်တည်မှုတွေမှာသူကအကောင်းဆုံးဖြစ်အောင်ဟောပေးတဲ့ပညာရပေါ့နော်အဲ့တော့တက်ရော့ပညာရကိုသင်တဲ့အခါမှာသူကအတိတ်ကိုပိုင်နိုင်တယ်အနာဂတ်ကိုပိုင်နိုင်တယ်ရဲ့လို့မဟုတ်ဘဲနဲ့လူတစ်ယောက်ရဲ့ life ။နောက်အခုဒီဘဝရဲ့အနေထားတစ်ခုကိုအကောင်းဆုံးကျွမ်းကျင်စွာဟောပြောနိုင်ရင်ဒါတဲရုပ်ကိုကျွမ်းကျင်ပြီလို့ပြောလို့ရတာပေါ့နော်။အဲ့တော့လူတယောက်ကဥမာပေါ့သူ့ရဲ့ကျမ်းမာရေးကောင်းမကောင်းသူ့ရဲ့ပညာရေးကဘယ်လိုပညာရေးနဲ့အကျိုးပေးမလဲ။ဘယ်လိုစီးပွားရေးကသူ့အတွက်လှုပ်ဆောင်သင့်တယ်လဲ။ဘယ်လိုစီးပွားရေးကအကျိုးမပေးဘူးလဲ။ကိုပြုတ်လိုက်မဲ့ဒီချစ်သူကကို့အတွက်ကောင်းတဲ့အိမ်ထောင်ဘက်အဖော်ဖြစ်မလား။မကောင်းတဲ့အိမ်ထောင်ဘက်အဖော်ဖြစ်မလား။အဲ့လိုမျိုးအဖြေတွေကိုတဲရော့ကတိတိကျကျထုတ်ပေးနိုင်ပါတယ်။ တဲရော့ကိုခုလူငယ်တွေအရန်စိတ်ဝင်စားကြတဲ့အချိန်မှာတဲရော့တွေဘယ်ကနေစပြီးတော့ဘလို့ဖြစ်ပေါ်လာတယ်ပေါ့နော်နောက်ပြီးတော့ဒီတဲရော့ပညာရက်ကဒီလူတွေလူသားတွေအတွက်လမ်းညွန်လေးပဲလမ်းညွန်ဘလို့လမ်းညွန်လဲဆိုပေါ့နော်ကျမတို့လမ်းမိုက်တဲ့ညတွေလမ်းပြောင်းနေတဲ့အချိန်တွေမှာဒီတက်ရော့ကတ်ကလေးတွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ဘဝရှိရေဘလို့ဆက်သွားရမလဲဆိုတဲ့ဟာလေးတွေပေါ့အဲ့ဒီဟာလေးတွေတက်ရော့ကတ်ကအလွယ်ကူဆုံးလမ်းညွန်လေးပဲ အဲကြတော့အဲ့လိုလမ်းညွန်လေးဖြစ်တဲ့အတွက်ကြောင့်ကျမတို့စီမှာတက်တော့မေးသည်ဖြစ်စေကိုကိုတိုင်းမဲ့စိတ်ဝင်စားလို့လေးလာပြီးအဲ့ဒီရဲ့တက်တော့ပညာရဲ့ကိုကိုကိုတိုင်းလေးလာပြီးတော့ကိုယ့်ရဲ့ဘဝရှည်ရည်ခီးကိုဆက်သည်ဖြစ်စေပေါ့လွယ်လွယ်ကူကူနဲ့ရှောက်လိုက်နိုင်အောင်လို့ဆိုပြီးတော့ကျမတက်တော့စာအုပ်လေးထုတ်ပြတာပါအဲ့ဒီတက်တော့စာအုပ်ကိုကျမဆရာဖြစ်တဲ့အသည့်အသုံးချလို့ရအောင်တေးသေးချာချာအသေးစိတ်ရေးပေးထားပါတယ်ရှင်ဟုတ် အာကျမကလေစာအုပ်တည်းကျမရေးထားတယ်ရှင်ရေးထားတယ်ဆိုတော့ခုနကပြောသလိုပေါ့နော်တာရော့နဲ့ပတ်သက်တာကတော့အခုလူငယ်တွေကလည်းအပြင်အခု international စာအုပ်တွေလည်းသူတို့လေးလာကြတယ်ဆိုတော့ဗမာပြည်တွင်းမှာတော့တာရော့နဲ့ပတ်သက်ရင်တော်တော်လေးပြည့်စုံသလောက်ရှိပါတယ်ကျမကတော့လေတာရော့ကတ်တွေမပါဘဲနဲ့ဥမာပေါ့ color တွေကိုကြည့်ပြီးတော့ဟောတာမျိုးလည်းကြိုက်တယ်ရှင်ဥမာပေါ့ဒီလူတယောက်ကအဝတ်စားဝတ်လာတယ်သူ့ရဲ့အဝတ်စားအဆောင်ကိုကြည့်ပြီးတော့ လူတယောက်ရဲ့စိတ်နေသဘောထားကနေပြီးတော့သူ့ရဲ့ဘဝလက်ရှိအခြေအနေအထိမှန်ဟောပြောရတာမျိုးကိုလည်းကြိုက်တယ်။အဲ့တော့ secret of color ဆိုတဲ့အရာများရဲ့လျှို့ဝှက်ချက်ဆိုစာအုပ်လေးတအုပ်လေကျွန်မစီစဉ်ထားတဲ့ရှင်။အဲ့ဒီဥစ္စာကတော့ကျွန်မအိန္ဒိယနိုင်ငံမှာစာတန်းတင်ထားတာပေါ့နော်။စာတန်းတင်ထားပြီးတော့တကယ်ပွဲသွားယူရမယ့်အချိန်မှာကျတော့ကျွန်မကကိုဗစ်နဲ့မသွားပြစ်လိုက်တာပေါ့။မသားပြစ်တော့အဲ့ဒီတော့အရာများရဲ့လျှို့ဝှက်ချက်ဆိုတဲ့ဟာလေကျွန်မတခု ုံးပြထားတယ်ဥမာပေါ့နိုင်ငံတော်အလံနေပေါ့နော်အဲ့ဒီဟာကကျမစာလန်းတင်ထားတဲ့ဟာအဲ့ဒီရဲ့အလံနေကသူ့ရဲ့ဒီအယောင်ကိုသုံးဆွဲထားလို့ဒီနိုင်ငံကညင်ညွတ်နေတာအဲဒီအယောင်နဲ့ဒီအယောင်နဲ့ကိုတွဲဆက်အသုံးပြုလိုက်တဲ့အတွက်သူတို့လူတိုင်းပြည်ကလူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကဘလို့ဖြစ်နေတာပေါ့သူများရဲ့နိုင်ငံငါးဟာလေးတွေလည်းနိုင်အဲ့လိုအလံလေးတွေကို symbol ပေးထားတယ်ပေါ့နော်အဲ့ဒီ secret of color လိုမျိုးပဲတိရွက်ကလေးတွေကိုကြည့်ပြီးလဲပေးရင်ဟောလို့ရတယ်လို့ လူတယောက်ရဲ့เนาะစပင်အယောင်မျက်နှာအပြုံးတွေကိုကြည့်ပြီးတော့လေဟောလို့ရပါတယ်မြန်မာလူဆိုရင်တော့အင်္ဂဝိဇ္ဇာလို့ခက်စင်စင်ပေါ့เนาะအဲ့တော့ جماعه ကအခုကအဲ့လိုမျိုးဂမ်ဘီယာဆန်နဲ့လက်တွေ့နီးကြတဲ့ပညာရဲ့စာအုပ်လေးတွေကျွန်မနှောက်သုံးလောက်တော့ရေးထားပါတယ်အခုလောလောဆယ်ကတော့အဲ့ဒီ secret dot color လေးကိုကျွန်မထုတ်ချင်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်မဒီဟိုအကြအမြင်နေရနေပြီးတော့မှအကြအမြင်မှ သိပ္ပံပညာတို့ဆိုတဲ့စာအုပ်ကလေးပေါ့သိပ္ပံပညာဆိုတာလက်တွေ့ဆန္ဒပေါ့နော်အဲ့တော့အကြအမြင်ကလက်တွေ့မဆန်ဘူးဟုတ်တယ်နော်နားထဲကကြားတယ်မျက်စိတွေအာယုံထဲမှာပေါ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီဥစ္စာတွေကဘလို့ကြောင့်ပေါ်လာရတယ်ဆိုတဲ့အကျွေးတွေလူတယောက်ရဲ့အုံနောက်တင်တဲ့ဒီဟိုလှုပ်ရှားမှုတွေပေါ့အဲ့ဒီဟာတွေနဲ့ပတ်သက်တဲ့ဟာတွေကိုလည်းကျွန်မစောက်တုပ်ရေးထားပါတယ်ရေးနေတယ်ပေါ့နော်အဲ့ဒါလေးကတော့အချောတက်ဖို့ကြာနေတယ်ကျွန်မဒီ2025ကုန်တဲ့အချိန်မှာစောက်တွေဇက်တိုက်ထွက်လာဖို့ရှိပါတယ်ရှင်ဟုတ် ဲ့ကျမက 61B 121နဲ့122ကြာဖြီးကြီးတုတ်ကိုမျိုးနဲ့ပါပြင်ဟောပါတယ်ရှင်အဲဖုန်းတို့ဟွာတို့နဲ့တော့ကျမ online ကနေတော့မဟောပါဘူး online ကနေတော့ကျမတပည့်တွေကိုနေရာပေးထားပြီးတော့ဟောပြီးတော့ကျမကတော့အိမ်မှာလာတွေ့တဲ့ဧည့်သည်တွေကိုဟောပေးပါတယ်ရှင်ဟုတ်